အားလုံးမင်္ဂလာပါကျွန်တော်တို့ football live ရဲ့ကောင်းသောမနက်ခင်းကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ဒီနေ့မနက်ခင်းမှာတော့ကျွန်တော်မင်းညကဒါကျွန်တော်တို့ breaking news နှစ်ခုတက်ခဲ့တယ်ဗောနော breaking news နှစ်ခုကလည်းဒါကျွန်တော်တို့အမ်အသင်းသင်းနဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့်မို့ဒါပြန်ကျွန်တော်ကစားသမားတယောက်ထဲကိစ္စဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဒီအကြောင်းကိုကျွန်တော်အဓိကထားပြောမယ်ပေါ့နော်အဲ့ဒီနေ့မနက်မှာဒါ breaking news က Manchester United အသင်းအနေနဲ့ဒါကျွန်တော်တို့ ကိုဗစ်မိုင်းနူနဲ့ပတ်သက်ပြီးလက်ရှိမှာဆုံးဖြတ်ချက်တစ်ခုချထားခဲ့ပြီးအဲ့ဒီဆုံးဖြတ်ချက်ကတော့ကိုဗစ်မိုင်းနူရဲ့စာချုပ်သက်တမ်းတိုးတယ်မတိုးတဲ့အပေါ်မှာတော့အများကြီးမူတည်တယ်ဆိုတဲ့ပုံစံမျိုးကိုရေးသားထားခဲ့တာကိုတွေ့ရမယ်။အဲ့ဒါကိုတကယ်ကျွန်တော်တို့ရေးထားတာကျွန်တော် Grind Belly ရေးထားခဲ့ပြီးလက်ရှိမှာဒါကျွန်တော်တို့ ဒီကစားသမားနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်ချတာကတော့ Fabio Romano ကသူ့ရဲ့ဒါကျွန်တော် YouTube podcast မှာကတော့သူ့ရဲ့ Facebook page မှာတင်ထားခဲ့တာကိုတွေ့ရမယ်တဲ့မှာပါအဲ့တော့ကိုယ်ဝင်မိုင်းတွေနဲ့ပတ်သက်ပြီး Manchester United အသင်းဘာဒီများဆုံးဖြတ်ချက်ချခဲ့လေအဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်ဒီ daily နည်းနည်းပြောအောင်လက်ရှိမှာ Manchester United အသင်းကကိုယ်ဝင်မိုင်းတွေကိုစာချုပ်သက်တမ်းတိုးဖို့အတွက်ကြိုးစားနေတယ်ဆိုအကုန်လုံးသိပြီးသားဖြစ်လိမ့်မယ်ဘာလို့လဲလက်ရှိမှာဒါကျွန်တော်တို့ကိုယ်ဝင်မိုင်းတွေကိုဒါကျွန်တော်တို့ပေါ်ခြင်းတော်ခြင်းနဲ့အသင်းကနေလက်မလွတ်ချင်တာကိုလက်ရှိမှာစာချုပ်သက်တမ်းလည်းအနေငယ်ပဲကြံတော့တဲ့အနေဥစ္စာအသက်သက်အနေငယ်တော့မဟုတ်ဘူးပေါ့နော် စာချုပ်သက်တမ်းဆိုတာတဲ့ဒါကျွန်တော်တို့ကစားသမားကိုဒါကျွန်တော်ပေါပေါတီတီနဲ့အသင်းပြောင်းသွားရမှာစိုးတာတွေရောတစ်ချက်ပြောချင်တာကိုယ်မိုင်းလူကဒါမန်ချက်စတာယူနိုက်တက်နေတာသူတို့အသင်းကနေပြီးတော့ဈေးပေါပေါနဲ့အသင်းကလက်လွတ်ရဖို့အတွက်အစီအစဉ်မရှိတဲ့ပြင်အဓိကတော့ခုနကပြောသလိုကိုယ်မိုင်းလူကဒါမန်ချက်စတာယူနိုက်တက်ရဲ့ငွေမွေးချန်ပေါကစားသမားဖြစ်တဲ့ကြောင့်အသင်းမှာသူတို့ကတော့ရှိစေချင်တဲ့နေရာမှာပါတယ်ဒါက United အဓိကလှုပ်ဆောင်နေအဲ့တော့ United အသင်းကခုလက်ရှိမှာတည်ရတဲ့အမဲကိုယ်မိုင်းလူကိုစာချုပ်အသစ်ချုပ်ဆိုဖို့အတွက်ကြိုးစားနေတယ်အဲ့တော့ဒီညာပြဿနာကိုယ်မိုင်းလူရဲ့လုခလာစာ requirement လိုအပ်ချက်ကတော့ဒါကျွန်တော်တော် ော်လေးကိုမြင်မာတဲ့အတွက်ကြောင့် Manchester United အသင်းနဲ့အခုချိန်ထိတော့ဒါခေါင်းချင်းဆိုင်ပြီးတော့ဒါကျွန်တော်တို့တရားဝင် agreement တစ်ခုကိုမရယူနိုင်သေးဘူးလို့ပဲဆိုရမယ်ထဲမှာပါပါတယ်။ဒါကိုကြည့်ချင်းရပဲလက်ရှိမှာဒါကျွန်တော်ကိုယ်မိုင်းနူကဘလောက်ထိတောင်းလဲ။ကိုယ်မိုင်းနူနေနဲ့ခုလက်ရှိကြားရတဲ့သတင်းတွေကတပတ်လောက်ခလာစားတော့3000တတီတောင်းခဲ့တဲ့ပေါင်ပေါ့နော်။အဲ့တော့ Manchester United ကလက်ရှိမှာအဲ့လောက်ထိပေးဖို့စီစဉ်မရှိဘဲနဲ့ Manchester United ဘက်ကတော့ပေါင်3000နဲ့3000ပတ်ချလဲဝင်ကျင်ကြဒါကျွန်တော်တို့ပြေးဖို့အတွက်အစီအစဉ်ရှိတယ်။အဲ့ဒီနေရာမှာနောက်ဆုံးကြားရတဲ့ကျွန်တော်ခုနပြောသူပဲ grand belly ရဲ့ဒါကျွန်တော်ပြောပုံရဆိုရင်တော့ Manchester United အသင်းနေနဲ့သသိန်းခွဲလောက်တိတိုးပေးဖို့အစီအစဉ်ရှိတယ်။ကိုယ်မိုင်းနူသာ short ပြီးမယ်ဆိုရင်အဲ့တော့ကိုယ်မိုင်းနူအနေနဲ့လက်ရှိမှာအသင်းပြောင်းတာတက်ဆိုင်တော့ဒါ Manchester United အသင်းမှာပဲဆက်နေဖို့အတွက်အစီအစဉ်ရှိပြီးတော့သူအနေနဲ့ Manchester United ကဒါကျွန်တော် short ပေးတာကိုသူ့နဲ့သဘောကျတယ်။ဒါပေမဲ့ Kola Hala တွေက ကိုဝီမိုင်းတွေနဲ့အခုလက်ရှိလောက်ခလာစာကိုသူ့အနေနဲ့အရန်ကြီး short ပေးဖို့တော့စီစဉ်မဖြစ်ဘူးသူ့အနေနဲ့သူလုံနေတဲ့ပုံစံသူ့အနေနဲ့အသက်မှာလိုအပ်ချက်အရာသူဒီအသက်မှာရေးပါတဲ့ကစားသမားသူသူပါဆိုသတ်မှတ်ထားတယ်လက်ရှိမှာသိရတဲ့သဘောအရဆိုတော့ကိုဝီမိုင်းတွေနဲ့ဒီကွင်းလဲဘိုင်းမှာနောက်မှမှတော့ကျွန်တော်တို့သူ့အနေနဲ့တကယ်ကိုအားကိုးရမယ်ကစားသမားဖြစ်လာမယ်လို့သူ့ကိုသူယုံကြည်ထားရတယ်မှာပါတယ်အဲ့တော့ဒါကြောင့်မို့သူ့အနေနဲ့ဒီဈေးကိုတောင်းနေဆိုတဲ့ပုံစံမျိုးပေါ့နော်အဓိကဒါကျွန်တော်တို့သူတောင်းတာလားသူအေဂျင့်တောင်းတာလားကျွန်တော်တို့ဒီဒေးတော့မသိဘူးနော်ဒါကျွန်တော်တို့ပြောရတော့ခက်တယ်ဒါပေမဲ့လက်ရှိမှာသူ့အနေနဲ့အခုလက်ရှိနောက်ဆုံး တတိယနေ့ရသတင်းရှော့တောင်းကသူကတော့ရှော့ပေးဖို့အစီအစဉ်မရှိဘူး။သူ့ပေမဲ့တော့ညလေဒါကိုယ်မိုင်းလူနေနဲ့ Manchester United အသင်းမှာဆက်နေခြင်းနဲ့အဲ့တော့သူ့တွေနဲ့ဒါနည်းနည်းလေးမြတ် United အသင်းမြတ်ဒါကျွန်တော်ဆက်ပြီးတော့သူ့ကိုတွန်းအားပေးမယ်ဆိုရင်သူစာချုပ်ထုတ်ဖို့အတွက်အလားလာလေးရှိရှိအဲ့တော့ပြောချင်တာနှစ်ဖက်အသင်းလုံးကဒါကျွန်တော်တို့နှစ်ဖက်ဟိုဘူးနှစ်ဦးနှစ်ဖက်လုံးကအခုလက်ရှိမှာဒါစာချုပ်တက်တန်းတိုးဖို့ပို့ပြီးတော့ဒါကျွန်တော်စိတ်အားထက်သန်တဲ့လူတွေဖြစ်တယ်လို့ပြောလို့ရတယ်ဒီမှာပါတယ်တို့ပေမဲ့တော့ညာလေကိုယ်မိုင်းလုံးကလက်ရှိနောက်ဆုံးကြားတဲ့တဲ့တွေကသူ့ရဲ့လာစာတသိန်း၈၀၀၀ကိုသူ short ပေးဖို့တော့အစီအစဉ်မရှိသေးဘူး ဒါဟုတ်ကြောဒါဆိုသူကဘာကိုပြောချင်တာဒါဆိုပြောချင်တာ United ဘက်ကလဆာတသိ၈000အောင်လိုက်ပြီးပြီးရမယ်ဆိုတဲ့ဘောလားအဲ့တော့သူဘက်ကကြီးတော့လေဒါကျွန်တော်တို့ Gold Mine ဘက်ကကြီးတော့ဒါ Gold Mine ဘက်ကတော့ကြီးလို့မရပါဘူးတသိ၈000ဆိုတဲ့ဥစ္စာကတော်တော်လေးကိုများတယ်လက်ရှိမှာဒါသူ့ရဲ့ခြေစွမ်းပြပုံမျိုးနဲ့တသိ၈000ဆိုတာများတယ်လို့မြင်တယ်ဗောနော်ဒါလည်းဘယ်လိုပြောလက်ရှိမှာ United ဘက်ကပြည့်ကြည့်ပြဒါအမှန်တယ် United တသိ၂000တသိခွဲပေးတော်တော်လေးကိုများပြီးအဲ့တော့တပတ်လောက်ကလာတာ3000လောက်กว่าနေတာဘာလို့လက်မခံလဲဆိုပြီးပြည်သက်တွေကအခုလက်ရှိမှာဒါကျွန်တော်တို့တော်တော်လေးကိုဆော့ဩလာခဲ့တာကိုတွေ့ရမယ်အဲ့တော့ United ကအကယ်၍ဆိုရယ် contingency plan ကိုစတင်ပြီးတော့ season နေပြီဖြစ်တယ်အဲ့တော့ပြောချင်တာအကယ်၍ဒါ covid mind အနေနဲ့လာမဲ့ဒါကျွန်တော်တို့လူရည်အပြောင်းအရွှေ့ကာလအရောက်မှာစာတုတ္တဒအသိနဲ့မတိုးနိုင်ခဲ့ဘူးဆိုရင်တော့ မန်ချက်စတာယူနိုက်တက်ကကိုဘီမိုင်းနိုကိုဈေးတစ်ခုတတ်မှတ်လိုက်ပြီးဖြစ်တယ်ဆိုပြီးဖာဘီဇီရိုမာနိုကသူ့ရဲ့ဒါ Facebook မှာသူရေးသားထားခဲ့တာတွေ့ရမယ်။အဲမဲ့ခုနကပေါ့ခုနကဖာဘီဇီရိုမာနိုရဲ့ Facebook ကသူကဘောနပ်စ်ရဖို့ရေးတာလားတော့မသိဘူးပေါ့နော်။သူကဒါသူများကိုပြန်ပြီးကိုကရတယ်။ဖာဘီဇီရိုမာနိုရေးရဆိုဖာဘီဇီဖာဘီဇီရိုမာနိုရေးတယ်လို့ပဲဆိုလိုက်တော့အဲ့တော့ဖာဘီဇီရိုမာနိုအနေနဲ့ခုလက်ရှိမှာဒါကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းကဒါကျွန်တော်တို့ကိုဘီမိုင်းနိုကိုအကယ်၍သာစာချုပ်သက်သက်မတိုးဖို့အတွက်တိုးဖို့အတွက်အဆင်မပြေခဲ့ဘူးဆိုရင်တော့သူတို့အနေနဲ့ရောင်းချသွားမှဖြစ်ပြီးတော့သူတို့ရောင်းချမယ်ဈေးကတော့ ေါင်တန်း80ဈေးသတ်မှတ်ထားတယ်ဆိုပြီး Fabrizio Romano ကသူ့ရဲ့ဒါကျွန်တော် Facebook page မှာဒါတရားဝင်ရေးသားထားကြတယ်တွေ့ရမယ်အဲ့တော့ပြောချင်တာလက်ရှိမှာ Manchester United နဲ့ဒီကြားထဲမှာဒါကျွန်တော်တို့ အပြောင်းရွှေ့အပြောင်းရွှေ့ရသည်မစခင်မှာဗောနော်ဒါကျွန်တော်အခုလက်ရှိအပြောင်းရွှေ့ရသည်လည်းနည်းနည်းလေးပြောင်းထားတာသိလိမ့်မယ်အခုလက်ရှိမှာဒါ color walk up မှာဒါကျွန်တော်ကမ်းမဲ့အသေးနေရှိရတဲ့ကြောင့်မို့ဒါကျွန်တော်တို့အသေးနေအနေနဲ့အခုလက်ရှိဂျွန်လ10ရက်နေ့ကနေပြီးဂျွန်လဟုတ်ဂျွန်လ10ရက်နေ့ကနေဂျွန်လ10ရက်နေ့ဒီ10ရက်တာကာလကျွန်တော်အပြောင်းရွှေ့ရသည်ဖွင့်ပေးမယ်ပြီးရင်တော့ဂျွန်လ16ရက်နေ့ကနေပြီးကျွန်တော်တို့ဒါ September ထိပြန်ဖွင့်မယ်ဗောနော်အဲ့တော့အဲ့တော့ဒီ10ရက်တုန်းကလည်းဖြစ်သွားနေတဲ့နေရာမှာရှိရထားပါ ဘလို့ပဲပြောလက်ရှိမှာဒါအပြောင်းရွှေ့အရာဒီမတိုင်ခင်မှာကျွန်တော်တို့တည်ရတဲ့သတင်းတွေရအကြရတဲ့သတင်းတွေရကိုဘီမိုင်းလူအနေနဲ့စာချုပ်သစ်တာမချုပ်ဆိုနိုင်ခဲ့ဘူးဆိုရင်တော့ Manchester United အသင်းအနေနဲ့ခုနပြောတဲ့ဒါကျွန်တော်တို့ပေါင်သန်း80ဇီးနဲ့အယောင်စီကစားသမောင်းကိုတင်သွားမှာဖြစ်တယ်အဲ့တော့ကစားသမောင်းဘက်ကလက်ရှိအသင်းဘက်ကနှစ်နှစ်ရောက်လုံးကလက်ရှိမှာကစားသမောင်းအသင်းကထွက်သွားရမှာမလို့ချင်းနှစ်သင်းနှစ်ရောက်လုံးကခုလက်ရှိမှာအသင်းမှာဒါရှိစေခြင်း ਨੇ ဒါပေမဲ့ United ဘက်ကလည်းခုလက်ရှိမှာဒါကျွန်တော်တို့တိုးပေးပါတယ်သူတို့အနေနဲ့သိန်း2000သိန်းခွဲဆိုတဲ့ပတ်စံမဆိုးဘူးလို့မြင်တယ်ဒါပေမဲ့ကိုဘီမိုင်းလူကလက်ရှိမှာအရှုံးမ မပေးတဲ့ဥစ္စာကဒါပြိတ္တိကြတဲ့ပြောစရာဖြစ်ဒါပေမဲ့ဒါကခုနကဘောလို့ journalist တွေရဲ့ journalist တွေရဲ့အရေးတာတာဖြစ်ပြီးတကယ်တမ်းကိုယ်မိုင်းတွင် short လာမ short လာကျွန်တော်လည်းမသိအောင်ဘောနော်အဲ့ဒါလည်းရှိမှာဒါဒါပေမဲ့ journalist ကလည်းရှိမှာ tier 2 level လောက်ရှိလို့မစိုးယုံလို့ရတယ်ဒါမှပါအဲ့တော့ကိုယ်မိုင်းတွင်မဟုတ်ဘဲနဲ့ခုလည်းရှိမှာ Alejandro Garnacho အတွက်ကဒါ Manchester United အသင်းအနေနဲ့အကယ်၍ဒါသူတို့ကြိုက်တဲ့တက်တဲ့အပြောင်းရွှေ့ဈေးတစ်ခုပုံစံမျိုးရရှိခဲ့မယ်ဆိုရင် Garnacho ရဲ့အပြောင်းရွှေ့ကိုလည်းစဉ်းစားသွားမယ်လို့ကြားသိရတယ်မှပါတယ်ယူနိုက်တက်အသင်းနဲ့လာမယ့်နေရာဒီမှာအင်းရောဆူအုပ်စုအနေနဲ့တကယ်ကို huge sales ပေါ့နော်အကြီးမားတဲ့ဒါကျွန်တော်တို့တော်တော်ကြီးကိုကြီးမားတဲ့ရောင်းချမှုတွေကိုပြုလုပ်သွားဖို့အတွက်ဒါကျွန်တော်တို့ Manchester United အင်းနော်ဆိုအုပ်စုအနေနဲ့ပြင်ဆင်နေတယ်ဒီထဲမှာဒါကျွန်တော်ကိုယ်မိုင်းနူတို့အလာဟန်ဒိုဂါနာချိုတို့တောင်ပါနိုင်နေဆိုပြီးကျွန်တော်လွန်ခဲ့တဲ့လာရီကလေးကျွန်တော်တင်ထားပြီးသားအဲ့တော့လက်ရှိမှာဒါကျွန်တော်ကိုယ်မိုင်းနူကိစ္စပြောပြီးရင်တော့အလာဟန်ဒိုဂါနာချိုကိစ္စပြောရမယ်အလာဟန်ဒိုဂါနာချိုအခုလက်ရှိဒါ အက်လက်တီကိုမက်ဒရစ်အနေနဲ့ရေရှည်အတွက်ဒီအလာဟန်ဒိုဂါနာချိုတို့တော်တော်လေးကိုစိတ်ဝင်စားတယ်။စီမွန်နီကဒါကျွန်တော်သူ့ရဲ့တိုက်ကစားသမားလို့ဒါအလာဟန်ဒိုဂါနာချိုကိုသူ့အနေနဲ့ဒါလုပ်ရတယ်။ဒါပေမဲ့ကောလာဟာလာဒါကျွန်တော် TF4 လောက်ရှိရ TF5 TF4 လောက်ရှိတဲ့သတင်းတွေတကူရဆိုရင်တော့ပတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့သတင်းတကူရှိတယ်။အဲ့ဒါကဘာလဲလို့ကျွန်တော်ကိုမေးမန်ချက်စတာယူနိုက်တက်အသင်းကခုလက်ရှိဒါကျွန်တော်တို့အမ် အတလက်တီကိုမက်ထရစ်တိုက်စင်နေရမှာဒါကျွန်တော်နေရာရဖို့အတွက်ယုံကန်နေရတဲ့ဆောလော့ကိုဒါအလာဟန်ဒရူဂါနာချိုနဲ့ဒါကျွန်တော်အလဲလဲပုံစံမျိုးလောက်သွားဖို့ရှိတယ်။ဒါပေမဲ့ယူနိုက်တက်ကပတ်စံထက်ယိုးမှာပေါ့နော်။ဒါအလာဟန်ဒရူဂါနာချိုမန်ချက်စတာယူနိုက်တက်ဘက်ကဘယူရိုတန်း90နဲ့80ကျပ်တတ်မှတ်ပြီးတော့သူတို့အနေနဲ့လက်ရှိမှာဒါ အတလတီကိုမက်ဒရစ်ကနေပြီးတော့နေရာမရလို့လက်ရှိမှာဒါဂိုးတွေသွင်းမိတာသူနိုင်ငံသင်းမောင်ကလပ်သင်းမောင်ဒါတော့ရှော့ဂိုးတွေသွင်းဆော့လော့ကမဆိုးဘူးတော်တော်လေးကိုမိုက်တယ်ဟာလန်ပေါက်စားလို့ပြောဟာလန်ပေါက်စားတယ်တော့ဟာလန်ပေါက်စားတယ်ဘယ်ဟုတ်မဟာလန်ဟာလန်ထက်တော့ဟာလန်နဲ့နည်းနည်းကွာတယ်မိုက်တယ်ပြမဆိုးဘူးဆော့လော့ကိုကျွန်တော်ပါစနယ်လီယာကြိုက်တယ်ဂိမ်းထဲမှာကျွန်တော်ကင်ပြီးတော့မဆိုးဘူးကြိုက်တယ်လို့ပြောလို့ရတယ်ဘောနော်ဆိုပေတစ်ခုကဒီမှာထောင်းနေအဲ့တော့ဟိုကျွန်တော်ဆော့လော့ကိုလည်းရှိမန်ချက်စတာယူနိုက်တက်ကသဘောကျတယ်အာလာဟန်ဒိုဂါနာချူရဲ့အပြောင်းရွှေ့တစိ့ဒီပိုင်းအဒီနဲ့လေသူတို့အနေနဲ့အသုံးချသွားနိုင်တယ်ဆိုတော့ကောလာဟာလာတွေထောင်းဒါပေမဲ့ဒါကြီးကလုံးဝပြိုလီကောလာ ဟာလာပဲရှိတော့ဗောနော်ဒါဆောလော့ကို United ကသဘောကျတယ်ဗောနော်အဲ့တော့လက်ရှိမှာအလာဟန်ဒူဂါနာချိုကိုစီမွန်ဝန်နီရဲ့ Atletico Madrid ကသဘောကျနေဆိုတော့ဒါကောလာဟာလာမဟုတ်လက်ရှိမှာတီယုံဝဲ level တွေဖြစ်လာပြီ United တောင်းတဲ့ဈေးကတော့များတယ်ဒါပေမဲ့ခုနကပြောသူတို့အနေနဲ့ဒါဆောလော့ကိုဒစိမ့်ဒပိုင်းနေနဲ့ထည့်သွင်းနိုင်မှာသူတို့အနေနဲ့ပတ်စံအများကြီးပေးစရာမလိုကြောင်ဘူးသူတို့စဉ်းစားတယ်လက်ရှိမှာဒါသူတို့ကဟူလီယန် Everest နဲ့ဆောလော့နှစ်ယောက်တည်းတယောက်ကိုသူတို့ဆုံးရှုံးအောင်ဖို့ရှိရဆိုပြီးတော့သတင်းတွေကတွေ့ရတယ်အဲ့တော့သူတို့အနေနဲ့ဟူလီယန် Everest ကိုတော့အဆုံးရှုံးမခံနိုင်ဘူးဆောလော့ကိုတော့ဆုံးရှုံးနိုင်တယ်ဆိုတဲ့သတင်းထွက်လာအဲ့တော့ United အသင်းနဲ့လာမယ့်နေရာဒီမှာကိုဝီမိုင်းနူနဲ့အလာ ဟန်ဒိုကနာချူနှစ်ယောက်ထက်ကတစ်ယောက်တော့အသင်းကထွက်ဖို့ရှိတယ်ဆိုတဲ့ကောလာဟာလိုက်ရော်လီမီမန်ဆန်ထွက်လာတယ်ကျွန်တော်ကတော့နှစ်ယောက်လုံးအသင်းမှာဆက်ရှိစီခြင်းတယ်မပေါ့ယူနိုက်တက်အသင်းရဲ့ဒါကစားသမားခေါင်းတွေဆိုပြီးဒီနှစ်ကိုသတ်မှတ်လို့ရတယ်ဒီနှစ်ကငယ်လေးငယ်သေးတော့ train လို့ရတယ်ကိုဗစ်မိုင်းလူနေနဲ့ခေါင်းမမာပေးနဲ့လာစားနည်းနည်းလေးရှော့ပေးလိုက်ရင်မစိုးဘူးလို့မြင်နေတယ်မှာပါတယ်လောက်ပါပဲ လုံးပတ်တွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 30.0နဲ့ db for you တို့မှာကျင်းလို့ဆိုတော့ပေါင်းကွန်ကြီးလို့ရပါတယ်။များများလေးလည်း clip ဖို့မမိကြပါနဲ့ဗျ။အောက်က comment တွေထဲမှာလည်း youth sport media 30.0နဲ့ db for you ရဲ့ link လေးတွေကိုထည့်ပေးထားကြပြီးတော့မျှဝေကွန်ကြီးပြလို့ရပါတယ်။ကျွန်တော် youtube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်။များများလေးလည်း clip ဖို့မမိကြပါနဲ့ဗျ။များများ clip မှမမနိုင်ဖြစ်ပါတယ်။အားလုံးမကြွတူပါနဲ့။ကောင်းမွန်သောဒီနေ့ဖြစ်ပါစုမောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှ AC တွေ့ကြတာပေါ့။ကြော်တော့ကွန်ပြပေါင်းဗျ။အားလုံးမကြွတူပါနဲ့။ 低保别。